ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထဲမှာသာစကားနေကျူစုပါရယ်နော်ကျွန်တော်ဒီနေ့မှာဘာလီလာ share ပေးလဲဆိုတော့ရှင်းနေမှာကျွန်တော်ပုံတွေတင်ထားတာရှိပါတယ်အဲ့ဒီပုံထဲမှာ table လေးကိုဘယ်လိုပြောလို့ရလဲဆိုတာကျွန်တော်လိုက်ပြီးတော့ share ပေးမှာဖြစ်ပါရယ်နော် okay ကျွန်တော်ပုံမှာပေါ့နော်အပုံမှာပေါ်နေတဲ့ဒီပုံမှာပေါ့နော်ပေါ်နေတဲ့ပုံကကြတော့ဘာလဲ pilady กว่าသူရဲ့ထိုင်းတန်ပြောတော့ pilady กว่าမြန်မာအိဗေကကြတော့သွားလိုက်တာပိုကောင်းမယ်ပေါ့နော် သွားလိုက်တာပို့ကောင်းမယ်ပိုင်လေဒီกว่าအဲ့လိုပြောလို့ရပါတယ်เนาะโอเคအဲ့ဒါကိုကျွန်တော်သွားလိုက်ရင်ကျွန်တော်သွားလိုက်သွားလိုက်ရင်ပို့ကောင်းမယ်ဆိုလို့ပြောမယ်ဆိုလို့ရှိရင်အရှိမဖုံဆိုတာထည့်ပေးလိုက်အောင်မယ်เนาะဖုံဆိုတာကျွန်တော်ဘောเนาะကျွန်တော်ဆိုတာဖုံအာဖုံပိုင်လေဒီกว่าကျွန်တော်သွားလိုက်တာပို့ကောင်းမယ်ဘောเนาะအဲ့လိုမျိုး အတိပ္ပိရှိတဲ့ဒါကျွန်တော်သွားလိုက်တာပိုကောင်းမယ်ဆိုတော့ပြောလို့ရတာကိုပြောပြတာเนาะနောက်ထပ်အများကြီးပြောလို့ရတယ်ဥပမာအနေနဲ့ဆိုရင်သူ့ဘို့เนาะသူ့သွားလိုက်တာပိုကောင်းမယ်ဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်အာသူ့ဆိုတော့ကြတော့ဘယ်လိုပြောလဲဆိုတော့သူ့ဆိုတော့ကြတော့ခေါင်းเนาะခေါင်းဆိုတော့သူ့ကိုပြောတော့သူ့ဘို့เนาะခေါင်းပိုင်လေဒီကွာဆိုလို့ရှိရင်သူ့သွားလိုက်တာပိုကောင်းမယ်အဲ့လိုမျိုးရှိရင်တော့ပြောလို့ပြောမယ်ဆိုရင် ခေါင်းပိုင်လေးဒီกว่าဆိုလို့ရှိရင်သူသွားလိုက်ရင်ဟိုသူသွားလိုက်တာပိုကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရဲ့เนาะโอเคတော့ပုံမှန်လို့ထင်ပါရဲ့เนาะပုံပိုင်လေးဒီกว่าဆိုတာကျွန်တော်သွားလိုက်တာပိုကောင်းမယ်ပေါ့เนาะအဲအဲ့လိုမျိုးပြောလို့ရတယ်โอเคနောက်တစ်ခုကပါလဲဆိုတော့အမ်ခဏလေးเนาะကျွန်တော်ထိလိုက်အောင်မယ် โอเคကျောစာပေါ့နော်ပိုက်ကွန်နဲ့အရင်သွားတော့တုံးမဟုတ်အရင်သွားနှင်းအရင်သွားတော့မယ်ပေါ့နော်အဲသူဘလူရီပြောလို့ရတယ်ဆိုတော့ကျွန်တော်ပြောပြမယ်ပုံပိုက်ကွန်နဲ့ကျွန်တော်အရင်သွားကျွန်တော်အရင်သွားနှင်းမယ်နော်အဲအဲ့လိုဒီပဲရှိတယ်ပုံပိုက်ကွန်နဲ့ပုံပုံပိုက်ကွန်နဲ့ဆိုလို့ရှိရင်ကျွန်တော်အရင်သွားနှင်းမယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲအဲ့လိုမျိုးတွေပြောလို့ရနောက်ထပ်ဘာတွေပြောလို့ရသည်လဲဆိုတော့ပုံပိုက်ကွန်နဲ့ အဲသူလဲသူ့ရင်သွားနှင်လို့ရတယ်ပေါ့နော်သို့မဟုတ်အကိုရင်သွားနှင်အဲ့လိုလေးရတယ်အကိုဆိုတာဖီးပေါ့နော်ဖီးဘိုက်ကွန်နာအကိုသွားနှင်ပေါ့နော်အကိုရင်သွားနှင်သို့မဟုတ်အကိုသွားနှင်တော့ပေါ့နော်အဲအဲ့လိုမျိုးအိပ်ပဲရှိပါတယ်နော်ဒါပြောမယ်ဆိုရင်ဖီးဘိုက်ကွန်နာပေါ့နော်အကိုရင်သွားနှင်ပေါ့နော်သို့မဟုတ်မဲဘိုက်ကွန်နာအမေပေါ့နော်အရင်သွားနှင်ပေါ့နော်အဲအဲ့လိုမျိုးဦးလေးရင်သွားနှင်အဲအဲ့လိုမျိုးပြောလို့ရတယ်ဦးလေးဆိုတာကြတော့နာ နာဘိုက်ကောနာအဲ့လိုမျိုးတကယ်လို့ညီမလေးညင်သွားနှင်းဆိုလို့ရှိရင်နောင်ဘိုက်ကောညီမလေးညီလေးပေါ့နော်အဖိုကက်ထားမကွာမိန်းကလေးညီမလေးကိုဖိုကက်ပြောချင်တယ်ဆိုလို့ရှိရင်နောင်စာအောင်ဘိုက်ကောနာညီမလေးညင်သွားနှင်းပေါ့နော်သူသိပေးအဲ့လိုမျိုးတကယ်လို့ယောက်ျားလေးကွာညီလေးယောက်ျားလေးဆိုလို့ရှိရင်နောင်ชายနောင်ชายဘိုက်ကောနာဆိုလို့ရှိရင်အာညီလေးညင်သွားနှင်းပေါ့နော်သူကအဲ့လိုမျိုးဖြစ်ဖြစ်ရှိပါတယ်တကယ်လို့ နောင်ဆိုတာတခုတည်းဆိုလို့ရှင်နောင်ဆိုတာကိုယ်ထက်ငယ်တဲ့ညီညီမညီညီမတွေကိုပြောတာဖြစ်ပါတယ်နော်ညီရောညီမရောဆိုလို့ရှင်နောင်မျိုးတွေနဲ့သုံးလို့ရပါတယ်နောင်ပိုက်ကော့နာဆိုလို့ရှင်အာညီလေးအရင်သွားနေနော်တမဟုတ်ညီမလေးအရင်သွားနေနော်အာအဲ့လိုမျိုးဖြစ်ပါတယ်တကယ်လို့ကိုယ်တည်းကြီးလေးသူဆိုလို့ရှင်တော့ဖီးပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်ဖီချိုင်းမိန်းကလေးဆိုလို့ရှိရင်ဖီစာ哦ပိတ်ကော့နန်းဒီလောက်ပဲဖီချိုင်းပိတ်ကော့နန်းအခုအရင်သွားနေနော်ပေါ့နော်အာဖီစာ哦ပိတ်ကော့နန်း အမအရင်သွားနှင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရဲ့နော်အဲ့လိုမျိုးတွေပြောလို့ရတာကိုပြောပြတာနော်ခဏနေဒါလေးပဲအရင်သွားတော့ဆိုတာယူဘလူးသွားရမှာလဲဆိုတော့အဲ့လိုဖြစ်နေမှာဆိုတော့အခုကျွန်တော်လာပြီးတော့ပြန်ပြီးတော့ share ပေးတာနော်အာပေကန်ထာတော့ကြစို့အာဒါလေးတူတူပဲထူနီးတူပဲဖို့ကလောင်းဖို့ကလောင်းဆိုတာငါတို့တွေပေါ့နော်အများနဲ့ပြောတာပေါ့နော်ငါတို့တွေ พวกเราไปกันเถอะมาดูดีตัวเช้าอ่าลืมอยู่ฉี่เตรงโหนี่เลี้ยงมาเลี้ยงกูมาอ่าอะไรนี่ตรงอย่างเนาะพี่ไปก่อนเถอะไอพี่ไปกันเถอะเนาะพวกเราไปกันเถอะสุชิพวกเราส่งอารุดีไปกันเถอะตัวเช้าสูงอารุดีตัวเช้าสูงปนเนาะอ่าลืมผิดตัวไหมแต่แกลูกกูเรื่องเงี้ยเด็ดตุสุชิไม่เงี้ยวย่อยจ่าเลี้ยวปนเนาะน้องไปกันเถอะนี่เลยนี่มาเลย tòa giam ấy à tòa giam dù à lưu ý gì đấy thì cái lúc vừa phụ cách tham quá mình lý sử mình lý của nó dân trả lý sử dân trả lý cho nó cho bây giờ lúc chai rồi dân trả lý xảo là mình lý phụ cách hạp được dồn ấy nóng xảo bày cân thơ nhưng lý tòa giam dù à lưu ý của nó nóng chai lý của nó bày cân thơ tòa giam dù à lưu ý à cụ thể chỉ để từ đây chú ní về nó phi phi xảo phi chai ấy lưu về bây mà nó phi chai bày cân thơ ကိုကြီးသွားကြရအောင်ဘီဆာအိုပေကန်ထအမကြီးသွားကြစို့အဲအဲ့လိုမျိုးပေါ့နော်သွားကြရအောင်သွားကြစို့အတူတူပဲဖီပေကန်ထဆိုလို့ရှိရင်အကုန်မမိန်လေးရဲ့ကြာလေးရောပေါ့နော်ကုတဲ့ကြီးတဲ့သူတွေပြောတာသွားကြသွားကြမယ်သွားကြစို့ပေါ့အဲ့လိုအဲ့လိုအဲ့လိုနေထားပြီးပြောလို့ရတယ်နော်โอเคဒါကျွန်တော်တင်ပေးတာနောက်ထပ်အများကြီးပြောလို့ရတယ်လာရောက်မမေးဘူးဆိုတော့ကျွန်တော်မပြောဘူးအဲမေးတော့မှကျွန်တော်ပြောပြတာပေါ့နော်ဘယ်လိုတွေပြောလို့ရလဲဆိုတာဒါက မေးပေါ့နော်အကိုကြီးဒါဘလူးပြောဘလူးဒီတုံးလို့ရလဲဒီစကားလေးတခုကဘလူးဒီပြောလို့ရလဲဆိုတာနည်းနည်းပြောပြပါလားဆိုလို့ရှိရင်ကျွန်တော်ကနေကျွန်တော်ပြီးတလောက်ကျွန်တော်တက်တလောက်လေးကျွန်တော် share ပေးမယ်နော် follow မလို့ရတဲ့ရင် follow လုပ်ပါပါ like ရောက်ပြီးတော့မေးမြန်းပါသိချင်တာလေးမေးပါပေါ့နော်ကျွန်တော်သိရင်သိတဲ့အကြောင်းပြောကျွန်တော်ပြောပြမယ်ကျွန်တော်မသိလို့ရှိရင်မသိဘူးဆိုပြီးတော့ကျွန်တော်ပြောမှာဖြစ်ပါတယ်နော်ရှင်းရှင်းလေးပါအခုသွားမယ်။ဖာပိန်တော့ငိုင်း။ဒါလည်းတူတူပဲ။ Sorry ပါ။ ခေါ်သွားပေးပါပေါ့နော်အဲဟိုကခေါ်သွားပေးပါဆိုပြီးတော့ဘယ်သူခေါ်သွားခင်းမှာလဲအမောင်လားအမေလားညီလေးလားညီမလေးလားထူနီးတူပဲနော်အဲအဲ့လိုကုသုံးရတယ်ကိုယ်ကတငယ်ချင်းကိုလာပေါ့နော်အဲတငယ်ချင်းဆိုလို့ရှိရင်ဖွင့်အဲအလုပ်တူတူလုပ်တဲ့လုပ်ဖို့ကိန်းဖက်တွေဆိုလို့ရှိရင်ဖွင့်ရွမ်ငန်ဟမ်နော်အဲကိုဘလူးပြောမှာကိုယ်ရဲ့ကြီးတဲ့သူပေါ့နော်ကိုယ်တစ်ချက်ခေါ်သွားပေးပါဆိုလို့ရှိရင်ပြီးအားဖို့ပိုင်းတော့ရင်အဲ့လိုလည်းတုံလို့ရတယ် ဖီဆိုအခုပေါ့နော်ဖာဆိုတာခေါ်သွားတာဆိုတော့ဖုံဆိုကျွန်တော်ပေါ့နော်နော်နေပေါ့နော်အကုန်လုံးပေါ်လိုက်တော့ဖာဖုံပိန်နော်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းခေါ်သွားပြီပါဖီဖာပိန်နော်ဆိုတာဒီထက်အတိုင်းနဲ့တွဲမှာပေါ့ဖီဖာပိန်နော်ဆိုလို့ရှိရင်အခုနည်းနည်းခေါ်တော့ကိုခေါ်သွားပြီပါအဲအဲ့လိုမျိုးဖြစ်မယ်နော်အခုခေါ်သွားပြီပါပေါ့နော်အာအမဆုလည်း พี่สาวปะเนาะอ่า น้องဆိုလဲညီလေးညီမလေးပေါ့เนาะน้องสาว น้องชายอ่ะไอ้လိုပဲပြောလို့ရတယ်เนาะเจ้านายဆိုတော့လှုပ်ရှင်ပေါ့เนาะเจ้านายพาไปหน่อยตะทีไอ้လှုပ်ရှင်ပေါ့เนาะขอตั๋วไปบ่าอ่าไอ้လိုမျိုးตรงๆได้เนาะเจ้านายဆိုတော့လှုပ်ရှင်ပြောล่ะထောက်แกဆိုတာตะทีပေါ့เนาะပြောမှာဆိုတရုပ်တွေတရုပ်တွေอ่ะထောက်แกဆိုပြောตรงတယ်เจ้านายဆိုတာလှုပ်ရှင်အစီမီမလို့ထင်ပါတယ်เนาะ โอเคပါကျွန်တော် channel ကို share မယ်ဆိုပုံမှန်စာလုံးလေးနဲ့ overview အောင်လေးနဲ့ပို့ဖို့ထိုင်လန်းပွေးဆိုတော့ social media မှာ share ပါဒီလိုရှိရင် follow လို့ရတဲ့ရင် follow လုပ်သွားပါဒီနေ့မှာကျွန်တော်ပေါ့နော်ဒါလေးလေးနေချင်းချီခံလေးကြီးကျွန်တော်လာပြီးတော့ပြောပြတာဖြစ်ပါတယ်เนาะနောက်ထပ်အများကြီးကြံနေတဲ့မိကျင်တဲ့တီးကျင်တဲ့အရာလာမီးလို့ရပါတယ်เนาะဖိတ်ခေါ်ပါတယ်ဝဲကမ်းပါလို့ပြောချင်ပါအားလုံးကျေးဇူးနဲ့မလို့ထင်ပါတယ် thank you ပါ